အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ယူဝကစက်တောက်ဆန်ရခိုင်ချက်ချက်ဖို့စဉ်းစားရပါတယ်အဲ့တော့အရင်ဆုံးဈေးကိုသွားပြီးတော့ဈေးဝယ်ကြမယ်ဈေးကတော့နီဒီနနာ38လမ်းဈေးကိုပဲသွားလိုက်ပါတယ်အရင်ဆုံးစက်တောက်ဆန်ဆိုတော့စက်သားအရင်ဆုံးဝယ်ရမယ်စက်သားကတော့တပိတ်တောင်2000ဝန်းကျင်ရှိနေပါတယ်ယူဝကတော့ဘတ်ဂျက်လည်းချိန်ရမယ်အများကြီးလည်းမချက်ဘူးဆိုတော့90သားပဲဝယ်လိုက်ပါတယ်90သား1000မှာ နောက်ပြီးတော့ဘူးဒီဝယ်ခဲ့ပါတယ်ဘူးဒီကတော့ဒီမသေးမကြီးတစိမ့်ပေါ့နော်သူကတော့အဲတထောင်ပဲပေးရပါတယ်အဲ maybe တလုံးလုံးဆိုရင်တော့၄000 5000လောက်တော့ရှိမှာပေါ့နော်နောက်ပြီးတော့မပါမဖြစ်ငရုတ်သီးစင်းရတော့ဝယ်ရမယ်ပေါ့နော်ရခိုင်ချက်ဆိုအဆက်ဆိုတော့ငရုတ်သီးစင်းရလိုတယ်ငရုတ်သီးစင်းရတော့900ပို့ခဲ့တယ်900ပို့ပါ10သားပါတဲ့နောက်ပြီးတော့ဂျင်းဂျင်းကလည်း900ပို့ဝယ်ခဲ့တယ်နောက်ပြီးတော့ရင်ဇပလင်ဇပလင်ကလည်း300ပို့ဝယ်ခဲ့တယ် နောက်ပြီးတော့ပင်စိမ်းပေါ့နော်ပင်စိမ်းကတော့အာထင်းချက်ပြီးတော့ရင်အိုးချကနေလေးမှာအပေါ်ကနေဖြူရမှာဆိုတော့လေနော်အပေါ်ကနေအုပ်ပေးရမှာဆိုတော့ပင်စိမ်းကိုလည်းဝယ်ခဲ့ပါတယ်ပင်စိမ်းကတော့200ပေါ့နော်နောက်ပြီးသွားရင်တော့အဲတခွားသီးလေးလေးနောက်တုပ်စားဖြစ်မလားပေါ့နော်အားကြောင့်တခွားသီးလေးလေးဝယ်ခဲ့ပါတယ်သုံးလုံးကိုတစ်ထောင်ပါအလုံးကြီးရနော်နောက်ပြီးတော့ကျွတ်သွန်ဖြူကျွတ်သွန်နီလေးကုန်နေပြီဆိုတော့ကျွတ်သွန်ဖြူကျွတ်သွန်နီလေးဝယ်ခဲ့ပါတယ်အာတစ်ထောင်မိုးပေါ့နော်ကျွတ်သွန်နီနဲ့ကျွတ်သွန်ဖြူနှစ်ခုလုံးပေါင်းတစ်ထောင်မိုးဝယ်ကြပါတယ် ောက်ပြီးသွားရင်တော့မကြီးကြီးဝယ်ခဲ့ပါတယ်မကြီးကြီးကတော့တစ်ဆယ်သားတစ်ထောင်မို့ပါအပြောတိကတော့နည်းနည်း9000ကနေစပြီးတော့ဟို6000တန်ဒီ1000တန်ဒီရှိတယ်ပေါ့နော်ပြောရတော့9000တန်လေးပဲဝယ်ခဲ့ပါတယ်တပီးမှာဆက်လေးလုံးပါပါတယ်ဒါဆိုတော့လိုရာလေးလည်းအကုန်ဝယ်ပြီးသွားရည်ဆိုတော့ဆက်ချက်ပါတော့မယ်ရင်းဆုံးစွတ်တွန်ဖြူနဲ့စွတ်တွန်နည်းကိုလှီးပါမယ် ဖြစ်နေတဲ့သူအနေနဲ့လှီးပြီးသွားရင်တော့ခဏလေးထားတာပါအောင်ရင်းစုံချက်သားကိုအရသာလေးနေရမယ်ပေါ့နော်တသားထဲမှာစာအချုံမုံပြီးသွားရင်အဲငရုကောင်းမုံနဲ့ပဲငကြိုင်အချုံကြီးလေးပေါ့နော်အဲ့ဒါလေးနည်းလေးထည့်ပြီးတော့နေထားပါမယ်ပြီးရင်တော့ခဏနှက်ထားပါမယ် နော်ရခိုင်ချက်ဆိုတော့ငရုတ်သီးနဲ့တေချာပေါက်ချက်ရမှာပေါ့နော်အဲ့ဒီတော့ငရုတ်သီးထောင်းအောင်ပါမယ်ငရုတ်သီးကိုတော့အရင်ဆုံးလှော်ရမှာပေါ့နော်တကယ်ဆိုငရုတ်သီးကမီးဖုတ်ရမှာအဲ့လိုမျိုးပေါ့နော်ဒါပေမဲ့အကူကမီးဖုတ်လို့မရတော့အဲရုံးမှဆိုတော့အိုးထဲမှာပဲဒီတိုင်းထည့်ပြီးတော့လှိမ့်လိုက်မှာပေါ့နော်လှော်လိုက်မှာပေါ့ငရုတ်သီးလေးတွေအယောင်လေးတွေပြောင်းလာပြီဆိုရင်တော့အိုးလေးချလာလိုက်ပါမယ်အဲပြီးတော့အရင်ငရုတ်သီးထောင်းပါတော့မယ် ဆုံးကျွတ်ွန်ဖြူထည့်ပြီးထောက်ပါမယ်ထည့်ပြီးသွားရင်တော့လော်ထားတဲ့လှိမ့်ထားတဲ့ငွေကြီးတွေအကုန်လုံးထည့်ပြီးတော့ထောင်းပါမယ်။ပြီးသွားရင်ကျွတ်ွန်ကြီးထည့်မယ်။ပြီးသွားရင်ဂျင်းထည့်ပါမယ်။ အဲတကယ်ဆိုရင်မီးဖုတ်ထားတဲ့ငပိကိုလေထည့်ပြီးတော့ထားအောင်ပါပါဒီမှာမီးဖုတ်လို့မရလို့ပေါ့နော်မျိုးသီးလေးပဲထောင်းထားလိုက်ပါတယ်ငပိတော့ထည့်ပြီးတော့မထောင်းထားသေးပါဘူးအဲ့ဆိုရင်တော့ခုနအသားလေးနှက်ထားပြီးသွားပြီဆိုတော့ငွေဒီလည်းထောင်းပြီးပြီဆိုတော့ဆက်ချက်လို့ရပါပြီ။အရင်ဆုံးစီထည့်ပါမယ်။စီထည့်ပြီးတော့ခုနကထောင်းထားတဲ့ငွေဒီတွေကိုထည့်ပြီးတော့ အာစီတက်ပါမယ်ငရုတ်တီးရအများကြီးပဲအဲ့ဒီထဲမှာငရုတ်တီးရကျွတ်ကျွတ်ဖြူကျွတ်တွန်ကြီးဂျင်းအထည့်ထားပြီးတော့ထောင်းထားတာပါဒီတော့အနေအကြိုက်စီမတက်ပါဘူးနည်းနည်းလေးအနံ့လေးရထွက်လာပြီဆိုတာနဲ့ခုနကအရသာနှစ်ထားတဲ့ကြက်သားကိုထည့်ပါမယ် ။အဲဒါနှစ်ထိုင်းစက်သားကိုထည့်ပြီးတော့အခုနကငရုတိနှစ်ကလေးနဲ့လုံးဝလှိမ့်ပေးပါမယ်။အနံလေးလည်းအဲနည်းနည်းလေးတင်းလာပြီးတင်းလာတဲ့အထိပေါ့နော်။နှိမ့်ပါမယ်။ကျက်သားလေးရာလဲသူအပူချိန်ရလဲများနေရဆိုတော့အပေါ်ရင်လေးတွေကတော့နည်းနည်းလေးကျက်နေပြီပေါ့နော်။ဒါပေမဲ့အလုံးအကုန်လုံးတော့မကျက်သေးဘူးပေါ့မကျက်သေးဆိုရေကတော့ထည့်ရမှာပေါ့နော်။ရေမထည့်ခင်မှာအရင်ဆုံးအချင်းအတွက်ပေါ့နော်။ဒီမကြီးသေးလေးကိုအစီဖြော်ပြီးတော့ထည့်ပါမယ်။ နောက်ပြီးတော့ရင်ခုနကငရုတ်သီးထောင်းတဲ့ထဲမှာငရုတ်သီးဟိုငပိငပိကိုထည့်ပြီးမထောင်းလိုက်ပြီးပေါ့နော်အဲ့ဒီတော့ဟင်းချက်တဲ့ထဲမှာငပိကိုထည့်ပါမယ်ငပိတော့ဒီအန်ထည့်ရင်တော့မကြေမှန်းဆိုလို့ငပိကိုတော့ရေဖြော်ပြီးတော့ပေါ့နော်ထည့်လိုက်ပါမယ်နည်းနည်းလေးကြက်လောက်ပြီးဆိုရင်တော့ ဇပလင်လေးထည့်ပါမယ်။ဇပလင်ကတော့ပုံမှန်အဖြစ်ဇပလင်ကိုပေါ့နော်ဒီလိုမျိုးခြီးပြီးတော့ထည့်တယ်ပေါ့နော်။ဒါပေမဲ့ယူရတော့ဒီခေါက်တော့ခြီးပြီးမထည့်ပဲနဲ့ပေါ့။ဘယ်လိုမျိုးလေးဓာလေးနဲ့လိုမျိုးနည်းနည်းသုံးပိုင်းလောက်ပိုင်းပြီးတော့ပေါ့နော်ထည့်ဖို့စဉ်းစားလိုက်တယ်ပေါ့နော်။အဲ့တော့သုံးပိုင်းလောက်ပေါင်းပြီးထည့်လိုက်ပါရစေ။လေးထည့်လိုက်ပါရအသားမြုပ်တဲ့အထိထည့်လိုက်ပါမယ်ထည့်ပြီးတော့အနေအဖုံးလေးအုပ်ထားပြီးတော့ခဏတည်ထားပါမယ် ီးသွားရင်တော့အရသာလေးမြည်ကြည့်ပါကိုလိုတလောက်လေးထက်ထည့်လို့ရရပါတော့အဲအဆက်ကတော့ယူကထောင်းနောက်သမျှငယ်ဒီအကုန်လုံးတော့ရမထည့်လိုက်ဘူးအရင်ဆက်နေမှာဆိုလို့နည်းနည်းပဲထည့်လိုက်တယ်ပေါ့နော်ပြီးသွားရင်တော့အရသာမြည်ကြည့်ပြီးတော့လိုရာလေးအထည့်ပါနောက်ဆုံးမှတော့အာဒါအသားလေးကျက်သွားပြီဆိုတော့အာဒီအပေါ်ကနေပြီးတော့ပင်စိမ့်လေးအုပ်ရမယ်ပေါ့နော်ဆိုတော့ပင်စိမ့်လေးအုပ်လိုက်ပါမယ် ါကျက်တောက်ဆန်ဆိုတဲ့အတိုင်းသူကအရေကိုတောက်လို့လည်းရတယ်ဆမ်းပြီးတော့လည်းစားလို့ရတယ်ပေါ့နော်အရေကိုလည်းဟိုသူကဟင်းရည်လိုမျိုးများများများလေးဖြစ်ရှိအောင်လို့ပေါ့နော်ခြံထားပါမယ်အရင်ခံတော့အောင်တယ်လို့မြင်ပါဘူးဆိုတော့ရခိုင်ချက်ကျက်တောက်ဆန်လေးရပါပြီရှင်ခုလိုမျိုးဟင်းချက်တဲ့ဗီဒီယိုတွေကိုတင်ဆက်ပေးတော့မှမလို့ဗီဒီယိုညူးစ်ကို like and follow လုပ်ပေးသွားပါအောင်ရှင်